ဇလန်းဆာမှာတယောက်ကစားရဆောင်ရင်းနေပြီးတော့သူအေးထားတော့အတန်နဲ့ဖက်ပြနေပါတယ်။ဖိလစ်ပိုင်မှာအမေရိကန်တပ်မတ်မာဂူလီကသူ့ရဲ့သားလေးကိုအထက်တန်းကျောင်းကနေပြီးတော့သွားခုံနေပါတယ်။အဲ့ဒီအချိန်မှာရေကင်းမှုကားစီးကကျောင်းထဲဝင်လာပြီးတော့သားလေးရအဖေကိုရေကင်းမှုဝယ်ပေးဖို့ပူဇော်နေခဲ့ပါတယ်။သူတို့ရေကင်းမှုကားအနောက်ရောက်ချိန်မှာကားမောင်းသူကအာဘူရှဘယ်ဖြစ်ပြီးတော့သူကအကျန်းဖက်အဖွဲရဲ့ခေါင်းဆောင်တယောက်လည်းဖြစ်ပါတယ်။သူကအဲ့ဒီကားနဲ့အတူတူထွက်ခွာပြီးတဲ့နောက်မှာကားကပေါက်ကွဲသွားခဲ့ပါတယ်။အဲ့ဒီပေါက်ကွဲမှုကြောင့်မလို့တန်အမတ်ပြီးတော့သူ့ရဲ့သားနဲ့ကလေးများစွာလည်းတေဆုံးသွားပါတယ်။ အဲဒီနောက်မှာတော့လူတန်နစ်ရော့နဲ့ခေါင်းဆောင်ဒေးဗ်တို့ကိုဘားတစ်ခုမှာတွေ့မြင်ရမှာဖြစ်ပါတယ်။တတိယနေ့မှာဒီအကြမ်းဖက်မှုနဲ့ပတ်သက်တဲ့အကြောင်းကိုထုတ်လွှင့်နေပါတယ်။အဲဒီမှာရော့ကသူ့ရဲ့ဇနီးဂျက်ကီဟာကိုဝင်ရှိနေပြီဖြစ်တဲ့အကြောင်းဒေးဗ်ကိုပြောပြပါတယ်။သူတို့မိသားစုနဲ့အတူတူအပန်းဖြေကီးထွက်ဖို့လည်းဖိတ်ကြားခဲ့ပါသေးတယ်။အခြားနေရာတစ်ခုဖြစ်တဲ့ကော့စတာရီကာမှာတော့ခရစ်တိုဆိုတဲ့လူတစ်ယောက်ရောက်လာပါတယ်။အရက်သားကလေးတွေကသူတို့ကိုမြင်မြန်ဆန်ဆန်စီးကြိုကြပါတယ်။ဆရာဝန်တဦးကလည်းသူတို့ကိုပြုံးပြလိုက်ပါတယ်။ ညချိန်မှာတော့ဆရာဝန်က CIA အေဂျင့်လီစာမော်ရီဖြစ်ပြီးတော့သူ့ဘော်ဂေါ်တာရိုးစ်နဲ့တွေ့ဆုံပါတယ်။သူတို့နှစ်ဦးကခရစ်စတိုဟာမူရည်ဈေးကွက်ကြီးတစ်ခုကိုထိန်းချုပ်နေသူဖြစ်ပြီးတော့ဒေတာဂန်တွေကိုကူညီပေးနေတဲ့အတွက်သူ့ကိုတန်တရားမရှိတဲ့အကြောင်းဆွေးနွေးကြပါတယ်။မော်ရီကတော့ခရစ်စတိုနဲ့ရှပေတို့အကြားမှာဆက်ဆက်မှုရှိတယ်ဆိုတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။သူတို့မသိတာတစ်ခုကတော့တစုံတယောက်ကသူတို့ရဲ့ဓာတ်ပုံကိုရိုက်နေတယ်ဆိုတာပါပဲ။နောက်ထပ်တစ်ဖန်ဇလန်ကပြန်လည်ပြောင်းသွားခဲ့ပါတယ်။ Rock နဲ့ Dave တို့မိသားစုနဲ့အတူအပန်းဖြေနေကြပါတယ်။ ဇန်ညိုဘန်ရဲ့သူကသူဖားကေနဲ့သူ့ရဲ့ဆက်နွယ်မှုအကြောင်းပြောပြနေပါတယ်။ Rock နဲ့ Dave တို့ကရေလိုင်းရှိနေကြပြီးတော့မိသားစုကကြည်နေကြပါတယ်။ Costa Rica မှာ Morin နဲ့ Rose တို့က Sacrabel ဆိုးနေတဲ့အချိန်မှာတကားခောက်တန်ထပ်မံပြီးတော့ဝင်လာခဲ့ပါတယ်။ Rose ကတော့မာထားရဲ့အစားတောက်ထင်ပြီးတော့သွားဖွင့်တဲ့အခါမှာသူ့ကိုချက်ချင်းပဲတပ်ပစ်ခဲ့ကြပါတယ်။သူနောက်ကတကားပွင့်လာပြီးတော့လူနှစ်ယောက်ကဝင်လာကမော်ရဲကိုမျက်နာမလန်နိုင်အောင်တိုက်ခိုက်ပြီးတော့ဖမ်းဆီးသွားပါရီ ောက်တစ်ခါမှာရောနဲ့သူ့ရဲ့အဖွဲ့ကမိသားစုနဲ့တူမိဖို့တကူပတ်လည်နာကိုထိုင်ကမိသားစုစကားဝိုင်းပြောနေခဲ့ကြပါရီရောကသူ့ရဲ့အဖွဲ့ဝင်တွေစီမှာတသားတယောက်အနေနဲ့တာဝန်ထမ်းဆောင်ရင်းမိသားစုပေါ်တာဝန်မကြံဖို့အရေးကြီးကြောင်းပြောပြပါရီနောက်တစ်နေ့မှာသူတို့မိသားစုနဲ့အတူမောင်းနှင်ထွက်ခွာကြပါရီရောကသူ့ရဲ့ဇနီးဂျက်ကီကိုနောက်ဆုံးအချိန်နမ်းပြီးတော့ဂရီပေးပါရီသူမမွေးဖွားမယ့်အချိန်မှာမဖြစ်မနေလာဖို့ကြိုးစားမိဆိုရယ်ဂရီပါဂျက်ကီကမျက်ရည်စီးကြနေတော့ရောကထွက်ခွာသွားပါရီ မော်ရီကိုဖမ်းဆီးထားတဲ့နေရာမှာသူ့ကိုရိုက်နှက်ထားတဲ့အခြေအနေကိုပြသပြီးခရစ်စတိုကသူမောက်ကိုအေဂျင့်ဖြစ်တယ်ဆိုတာသိနေပြီးတောင်းဆိုမယ့်အချက်တွေထဲမှာအတန်မဆုံးငင်ထွက်လာအောင်ပြောဖို့လိုပါတယ်နောက်တစ်ပတ်ဇလန်းကလည်းဇက်ွက်ပြောင်းသွားခဲ့ပြန်ပါပြီကော့စတာရီကာမှာစစ်သားတွေကအေဂျင့်မော်ရီနဲ့ရူ့စ်ပေါ်ဟာအကြောင်းအရာတွေကိုဆွေးနွေးနေကြပါတယ်အေဂျင့်မော်ရီကိုကယ်တင်ဖို့အတွက်ဆဲစတင်း7ကိုအမိန့်ချလိုက်ပါတယ်သူတို့ကညအချိန်မှာဝင်ရောက်လာပြီးတော့ဒူးကြိုက်သမားကြီးရဲ့စကန်နာမှာတိုက်ခိုက်ဖို့တက်ချထားပါတယ်နောက်တနေ့မှာရေမြင့်နားမှာလင်ရအဖွဲကိုချနေပါတယ် မော်ရဲကိုနိုင်ကြည့်နေကြပြီ။သူမရဲ့အော်ဟစ်တန်ကြောင့်မလို့စစ်သားတွေကစီစဉ်ထားတဲ့အချိန်တည်းပုံပုံမြင်မြန်ဆန်ဆန်ဝင်ရောက်ဖို့အတွက်ဆုံးဖြတ်ခဲ့ကြပါရီ။ဝိုင်းဟာအဖွဲ့ရဲ့စနိုက်ပါဖြစ်ပြီးတော့အဆောင်တွေကိုပြစ်ခတ်တပ်ဖြတ်ပြစ်ပါရီ။ခေါင်းဆောင်ဒေးဗ်နဲ့သူ့ရဲ့အဖွဲ့ဝင်တွေကဂူရောင်နဲ့ဝင်ရောက်ပြီးတော့မော်ရဲကိုရှာဖွေနေကြပါရီ။ Rock နဲ့ Wine တို့ကတော့ drone နဲ့ပြင်မကိုစောင့်ကြည့်နေကြပါရီ။မော်ရဲကိုရှာတဲ့အချိန်မှာ Mickey ကမျက်စိတစ်ဖက်ကိုကြည်စံထိမှန်ခဲ့ပါရီ။သူ့ရဲ့ငွေချင်းတွေကအမြန်ဆုံးသူ့ကိုကယ်တင်ကြပါရီ။ ဝိုင်းရပြင်မနေပြီးတော့ဝင်လာမဲ့သူတွေကိုထိထိရရောက်ပြစ်ခတ်ပေးနေတဲ့အဖွဲ့ကိုကာကွယ်ပေးနေခဲ့ပါတယ်။ Dave ကမော်ရီကိုရှာတွေ့ပြီးသူမောက်ကဲတင်ခဲ့ပါတယ်။သူတို့ဘက်ကမော်ရီရဲ့စုံစမ်းမှုတွေနဲ့ပတ်သက်တဲ့အရေးကြီးတဲ့ဖုန်းတစ်လုံးကိုလည်းရရှိခဲ့ပါတယ်။သူတို့ပြန်ထွက်ဖို့စီစဉ်နေချိန်မှာတော့ရန်သူတွေရဲ့အဖွဲ့ကအထောက်ပံ့နေရောက်လာနေပြီးတော့စစ်သားတွေကပြန်ဆင်းမှုအတွက်အမြန်ဆုံးလှုံ့ဆော်နေရပါတယ်။အဲဒီနောက်မှာတော့သူတို့ကဂါးတစီကိုတုံပြီးတော့ထွက်ခွာဖို့နေရာစီကိုမောင်းနေသွားကြပါတယ်။မောင်းနေချိန်မှာမိုက်ကီရဲ့ဒဏ်ရာတွေကိုပြုစုဈေးကြောနေတော့မိုက်ကီကရုတ်တရက်နိုးလာခဲ့ပါတယ်။ တို့ကအသက်ရှင်ခဲ့ပြီးမှမျိုးလုံးတစ်ဖက်ကမမြင်နိုင်တော့ပါဘူးသူတို့ကိုရန်သူတွေကဆက်ပြီးတော့လိုက်ဖမ်းနေတာကြောင့်မလို့ rock နဲ့ wine တို့ဟာလမ်းပေါ်ရောက်လာပြီးတော့ဝိုင်းရဒုံးကြီးနဲ့ပြစ်လိုက်ပါတယ်အဲနောက်တော့သူတို့ကကားနောက်ကနေလျှောက်ပြီးဒူရီယာထွက်ခွာမှုနေရာလွဲသွားတဲ့အတွက်တတိယထွက်ခွာမှုနေရာကိုသွားကြပြန်ပါတယ်တခြားရန်သူတွေကလည်းလာနေရကြောင့်မလို့တပ်သားတွေရဲ့ကားစီးကမြေထဲကိုကျသွားခဲ့ပါတယ်အဲဒါပေမဲ့လေကံကောင်းစွာနဲ့ထွက်ခွာရေးအဖွဲ့ရောက်လာပြီးတော့သူတို့အကာအကွယ်ပေးကရန်သူတွေကိုပြစ်ခတ်ရင်းနဲ့တပ်သားတွေကလုံခြုံစွာပဲထွက်ခွာလာနိုင်ခဲ့ကြပါတယ် မြင်းကွင်းကယူကရိန်းဘက်ကိုပြောင်းလဲသွားပြီးတော့အဲ့ဒီမှာလူတူကဘုံတက်စင်ထားတဲ့ဝစ်စုံပြတာနေတာကိုမြင်ရမှာဖြစ်ပါတယ်။အဲ့ဒီလူကဝစ်စုံထဲမှာပေါက်ကွဲနိုင်တဲ့ပစ္စည်းနဲ့တန်လုံးတသေးလေးပါလာတဲ့အတွက်လွယ်လွယ်နဲ့ဖျက်လို့မရဘူးလို့အာမန်အပြည့်နဲ့ပြောနေတာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ရှမ်ဘေယာခရစ်စတိုနဲ့တွေ့ပြီးတော့သူတို့ကကလေးဘွားတငယ်ချင်းတွေဖြစ်ခဲ့တာကိုတွေ့ရပါတယ်။ခရစ်စတိုက CIA တွေကသူတို့နောက်ကွယ်ကနေပြီးတော့လိုက်နေတာကိုသိလို့ပုံကွေရမှာဖြစ်တဲ့အကြောင်းပြောနေခဲ့ပါတယ်။ဒါအောင်ရှမ်ဘေယာမနေနိုင်မင်းနဲ့သူတို့ရဲ့အစီအစဉ်တွေအကြောင်းကိုကန့်ကွက်ခဲ့ပါတယ်။ ခရစ်တိုကတော့မတိုင်မီမဲနဲ့ယုံကြည်စိတ်ချတဲ့လောက်ခံတူနဲ့ဆက်လုံးမှလို့ဖြေခဲ့ပါရီ။အဲဒီအချိန်မှာတောင်မီးကကဲဝဲရန်မှာစီနီယာခေါင်းဆောင်မီလာကရော့နဲ့ခေါင်းဆောင်ဒေးဗ်ကိုအေဂျင့်မော်ရီကိုကဲထုတ်တဲ့အချိန်မှာတွေ့ခဲ့တဲ့ဖုန်းကိုစစ်ဆေးမှုအပီးကရလဒ်တွေကိုပြောပြနေခဲ့ပါရီ။သူကရှာဘေနဲ့ခရစ်တိုတို့ကိုဆက်နွယ်မှုဖော်ပြပေးခဲ့ပါရီ။ဒါပေမဲ့ရှာဘေကမူရစ်စီဝါနဲ့ငွေကြေးကိုစိတ်ဝင်စားပဲပရိပခါပဲလိုချင်တဲ့သူဖြစ်ပါရီ။စီနီယာခေါင်းဆောင်မီလာကရှာဘေကိုတားဆီးဖို့အစီအစဉ်တစ်ခုကိုဖော်ပြခဲ့ပါရီ။ ရင်းနဲ့အေဂျီတို့ဟာရှားပဲလက်နက်တွေကူးပြောင်းမှဖြစ်တာအကြောင်းမလို့အာဖရိကကိုသွားပြီးတော့သတင်းအချက်အလက်ရှာဖွေဖို့ရှိခဲ့ပါရီ။ရော့ရဲ့ပြီးတော့ခေါင်းဆောင်ဒေးဗ်နဲ့သူတို့တက်စုကတော့အမေရိကနားမှာဖြစ်နိုင်တဲ့အရေးကြီးနေအတွက်အများဆုံးတုံ့ပြန်နိုင်ဖို့အတွက်တာဝန်ယူထားရပါရီ။စီနီယာခေါင်းဆောင်မီလာကိုရိုင်ကတော့စီတင်ဖုန်းနဲ့တူတူခရစ်စတိုဖမ်းဖို့အတွက်သွားမှာဖြစ်ပါရီ။အစီအစဉ်ပြီးတဲ့အချိန်မှာဒေးဗ်ကသူ့ရဲ့အဖွဲ့ကိုသတင်းပေးဖို့အတွက်ထွက်တော်မယ်ဆိုတဲ့အချိန်ရော့ကသူ့ကိုတေဆုံးမှုဖြစ်လာနိုင်တဲ့အတွက်သူစနီးဂျက်ကီစီကိုစားရဆောင်အပ်လိုက်ပါရီ။ ဒေးဗ်ကလည်းအကြောင်းပြန်ပြီးတော့သူက Rock ကိုသူ့ရဲ့ဇနီးနဲ့အချိန်ဖြုန်းဖို့အတွက်အမိန်ပြောင်းဖို့စဉ်းစားဘူးပေမဲ့ဒီမစ်ရှင်မှာသူ့လိုမျိုးတန်ဖိုးရှိရလူလိုအပ်နေတဲ့အတွက်မပြောင်းတော့ဘူးလို့ပြောခဲ့ပါတယ်။နောက်တစ်ချိန်မှာတော့ AJ နဲ့ Radio ကတာမန်ရေချောင်းသုံးစစ်သင်းမောကိုစီးပြီးတော့မစ်ရှင်အကြောင်းနားထောင်နေကြပါတယ်။အဲဒီနောက်ပိုင်းမှာသူတို့ကဆိုမာလီယာမှာရှာဘင်နဲ့သူ့ရဲ့အဖွဲ့ဝင်တွေလက်နက်တွေကိုလေရင်ကနေပြီးတော့တခြားလေရင်စီတည်နေကြတာကိုမြင်လာခဲ့ရပါတယ်။သူတို့မြင်ခဲ့တာ ਈ ထဲမှာရှာဘိန်းနဲ့အတူဖိလစ်ပိုင်လူ16ယောက်လည်းပါဝင်နေတာကြောင့်မလို့အံ့ဩသွားရပါတယ်။ အခြားနေရာမှာခရစ်တိုရဲ့ဒေမော့ကိုတပ်သားတွေအဖွဲ့ကဝင်တိုက်လိုက်တာကြောင့်မလို့ခရစ်တိုတယောက်အားအသင်သွားခဲ့ရပါပြီ။စီနီယာကောင်းဆောင်မီလာပေါ်လာပြီးသူ့ကိုမိတ်ဆက်တင်မြကရှာဘဲအကြောင်းပြောစင်မှာခရစ်တိုကရှာဘဲယုံကြည်ချက်ကိုမယုံဆိုပေမဲ့သူ့အနေနဲ့သူ့ငွေချင်းနဲ့သူ့ရဲ့ယူရချက်ကိုယုံကြည်ခဲ့ပါပြီ။ရှာဘဲနဲ့ခရစ်တိုကတကယ်ရဲ့နှစ်ဖက်အဆုံးမှရှိနေပြီးတော့အမေရိကန်တွေကဒေါသထွက်နေကြပါပြီ။အဲဒီကြောင့်ကြောင့်မလို့စီနီယာကောင်းဆောင်မီလာတယောက်စိတ်ညစ်လာပြီးတော့ခရစ်တိုကိုသူ့ရဲ့ကလေးနဲ့အတူတူဗီဒီယိုဖိုင်ကိုပြသပြီးတော့ သူတံမိုးထားအောင်အရာကိုသုံးကဖိအားပေးခဲ့ပါတယ်။နောက်တစ်ချိန်မှာခရစ်တိုကရှာဘေးရဲ့ဘုံဝိဆုံထဲမှာပါတဲ့ဖန်လုံးအသေးလေးအကြောင်းပြောပြီးတော့ရှာဘေးဟာ911ထပ်ပူဆိုးတဲ့အတိုက်ခံလုပ်ငန်းတစ်ခုကိုလုပ်ဖို့စီစဉ်နေတယ်လို့ပြောခဲ့ပါတယ်။သူကမြို့နှင်းငယ်မှာရှိနေတဲ့လူပေါင်း16ဦးနဲ့အတူတူကိုပိုင်အသေးခံဘုံထောင်ထားတဲ့အကြောင်းလည်းဖော်ပြခဲ့ပါတယ်။တက်မှတ်ပြီးတော့မြင်ကွင်းပြောင်းသွားကမက္ဆီကိုနိုင်ငံစီဒရော့ဂျိုးမှာရော့နဲ့သူ့ရဲ့အဖွဲ့ကမြို့လေးတစ်ခုကိုတိတ်တဆိတ်နဲ့ဝင်လာခဲ့တော့မြင်ရမှာဖြစ်ပါတယ်။ အဲ့ဒီမှာတော့တန်လုံးတသိလေးတွေပါတဲ့ဘုံဝဲစုံကိုပြုတ်လုံနေတဲ့သူတဦးကိုမြင်ခဲ့ရပါတယ်။တသားတွေကအိမ်ထဲကိုဝင်ခဲ့ကြပါတယ်။တယောက်မှာတနက်ရှိနေတာကိုမြင်လိုက်ရတဲ့အခါပြစ်လိုက်တာကြောင့်မလို့တခြားအကျန်းဖက်သမားတွေတိသွားကြပြီးတော့တိုက်ပွဲရလဲစတင်သွားခဲ့ပါတယ်။အကျန်းဖက်သမားနှစ်ယောက်ကကားနဲ့ထွက်ပြေးဖို့ကြိုးစားပေမဲ့မေယာရှေ့ရလေရင်ကနေမြင်ပြီးတော့ဒုံးကြီးနဲ့ပြစ်တာလွဲသွားပေမဲ့နောက်ဆုံးမှာတော့တန်နိုင်ခဲ့ပါတယ်။တိုက်ပွဲဆက်နေပေမဲ့ရော့နဲ့ဒေးဗ်တို့ကဘုံဝဲစုံပြုတ်လုံနေတဲ့လူရဲ့အိမ်ထဲကိုဝင်ခဲ့ကြပါတယ်။ ဒါပေမဲ့အဲ့လူကသူတို့စောင့်နေပြီးတော့ဒုံးကြီးကိုကင်ထားကသူတို့ဝင်လာတဲ့အချိန်မှာပြစ်လိုက်ပါတယ်။သူတို့အိမ်ထဲဝင်ပြီးရတဲ့အပြစ်ခံရပေမဲ့ခေါင်းဆောင် Dave ကကန်ကောင်းစွာနဲ့အထိမှန်ခြင်းမရှိဘဲနဲ့နေရာနဲ့လွတ်မြောက်ခဲ့ပါတယ်။ဒါပေမဲ့ဒူရီယာစစ်မှုရော့ကဒုံးကြီးလုံးကိုတိုက်ရိုက်ထိမှန်သွားတာကြောင့်မလို့လေထဲလွင်သွားခဲ့ရပါတယ်။ခေါင်းဆောင် Dave ကတိုက်ခိုက်သူကိုချက်ချင်းပြစ်ခတ်ပြီးတော့သူ့ရဲ့မိတ်ဆွေကိုပြန်လာပြီးကူညီခဲ့ပါတယ်။ကန်ကောင်းစွာနဲ့ဒုံးကြီးဟာအနီးကပ်ကပဲပြစ်တာကြောင့်မလို့မပေါက်ခွဲဘဲနဲ့ဒူရီယာစစ်မှုရော့ရဲ့ခန္ဓာကိုယ်ကိုမပေါက်ခွဲနိုင်ခဲ့ပါဘူး။ ိုင်နောက်သူတို့နှစ်ယောက်ကအသေးခံဗုံးသမားကိုတွေ့ကြပါတယ်ထက်လာတဲ့အကြောင်းအရာမှာရှာဘေကဖိလစ်ပိုင်နိုင်ငံကဂျီဟတ်သမားတွေနဲ့အတူတူတီနီယောင်မြင်ခဲ့ရပါတယ်ရော့ကစကန်နေပြီးတော့မေရှင်အပိသက်မဖြစ်သေးကြောင်းသတင်းရလိုက်ပါတယ်ဂျီဟတ်သမားတွေရဲ့တဝက်ကလွတ်သွားပြီးတော့နေစက်ကနေဖြတ်သွားဖို့အတွက်စီစီနေကြတာကြောင့်မေရှင်ကိုဇက်တိုက်လို့မှရပါတော့မယ်ရော့နဲ့သူ့ရဲ့အဖွဲ့ကိုမက္ကဆီကိုကစစ်အထူးတပ်ဖွဲ့ခေါင်းဆောင်တွေတွေ့ဖို့အမိန့်ရခဲ့ပါတယ်။သူတို့တွေပူးပေါင်းပြီးတော့ရှာဘဲကိုတားဆီးရမှာဖြစ်ပါတယ်။ တပတ်မှာတော့ရှာဘင်နဲ့ဂျီရဲသမားရှိရောက်ကနွားနုစိတ်ုံကိုရောက်ပြီးဖြစ်ပါတယ်ရော့ကမက္ကဆီကိုတက်ခေါင်းဆောင်နဲ့တွေ့ပြီးတော့နေဆက်ဖြတ်မယ်ဆိုတဲ့အချက်ကိုပြောပြခဲ့ပါတယ်မက္ကဆီကိုခေါင်းဆောင်ကအဲ့နေရာမူရဲ့အဖွဲ့ကအာနာပိုင်ဒေတာဖြစ်ကြောင်းသတိပေးပြီးအကြမ်းဖက်တိုက်ပွဲကြီးပိုကြီးလာနိုင်ကြောင်းပြောခဲ့ပါတယ်အဲ့တော့သူတို့ကမြို့မှာထရက်ကားအိမ်နဲ့စတင်ပြီးတော့လှုပ်ရှားကြပါပြီစိတ်ုံတွင်မှာရှာဘင်နဲ့ဖိလစ်ပိုင်ဂျီရဲသမားတွေကိုလူတူကဘာလို့ရမလဲဆိုတော့ညွှန်ကြားနေပါတယ်အပြင်မှာမူရဲ့အဖွဲ့ဝင်တွေကစစ်သားတွေကိုတရီထားမိပြီးတော့ပြစ်ခတ်လာကြပါတယ် ဒါပေမဲ့စစ်သားတွေကအချိန်မီနိုးဆက်ယုံကိုရောက်နေရကြောင်းမလို့ရှာဗေနဲ့ဂျီရဲ့တမားတွေကိုတောင်နေတွေကိုခေါ်သွားခဲ့ပါရီအပြင်မှာတော့စစ်သားတွေကပြန်ပြီးတော့တိုက်ခိုက်ခဲ့ပါရီရော့ကဝိုင်းကိုဝင်ပေါက်ပိတ်ထားဖို့တအမိန်ပေးခဲ့ပါရီတပတ်မှလည်းရှာဗေကဂျီရဲ့အမျိုးသမီးတယောက်ကိုအသေးခံဘုံပေါက်ခိုင်းပါရီအဲ့ဒီမျိုးသမီးကိုသူ့ရဲ့အမျိုးသားနဲ့နောက်ပြီးမှတွေ့လို့ပြောပြီးတော့စိတ်ကိုဖြောင်းပြခဲ့ပါရီအဲ့ဒီခန်းထဲကိုစစ်သားနှစ်ယောက်ဝင်လာတဲ့အချိန်မှာဂျီရဲ့အမျိုးသမီးကမိုင်းကိုဖောက်ခွဲလိုက်ပါရီကံကောင်းဆောင်နေပေစစ်သားနှစ်ယောက်ကအခန်းထဲရနေအချိန်မီထွက်လာနိုင်ခဲ့ပါရီ ဒါပေမဲ့မိုင်းကတခြားဘုံသမားတယောက်ကိုထိသွားပြီးတော့ပောက်ကွေးသွားပါတယ်စစ်သားတွေကပြန်ထလာပြီးတော့ရှာဘင်းနဲ့အကြံနဲ့ဂျီရဲသမားတွေကိုရှာဖွေကြပါတယ်မကြခင်မှာတော့တစုံတယောက်ကလက်ပြုံပစ်လိုက်ပါတယ်ဒူရီယာစစ်မှုရော့တယောက်ထဲသားမြင်ခဲ့ရတာပါသူကတော့ချက်ချင်းပဲအဲ့ဒီဘုံပေါ်ကိုခုံပြီးတော့သူ့ရဲ့ဖွဲ့ကိုကယ်ဖို့တည်းသူ့ကိုယ်သူစည်ဒီခဲ့ပါတယ်ဒေးဗ်ကသူ့ရဲ့မိတ်ဆွေသွေးတွေနဲ့ပြေးနေနေတာမြင်ခဲ့ရပါတယ်သူ့ကိုကူဖို့ပြေးလာတဲ့အချိန်မှာဆန်းနီကဆက်လုပ်ဖို့ပြောပြီးတော့ရော့ကို "तू ကပြုစုထားမယ်"လို့ပြောခဲ့ပါတယ်။တပတ်မှာရှာဘင်းနဲ့ဂျီရဲ့သမားတွေက ောင်နေဆက်ကိုရောက်နေခဲ့ပါပြီ။ဦးဆောင်သူကသူတို့ကာကွယ်ဖို့အနောက်မှနေတာဖြစ်ပေမဲ့ Dave နဲ့တဦးကရောက်လာပြီးတော့ပြစ်ခတ်ခဲ့ပါရီ။ Dave ရဲ့မိတ်ဆွေကဒေနေပြီဖြစ်ပေမဲ့ Dave ကဦးဆောင်သူနဲ့ GA သမားတွေကိုတတ်နိုင်ခဲ့ပါရီ။ဒါပေမဲ့ Shaver က Dave ကိုပြစ်လိုက်ပါရီ။ Dave ကမျက်လုံးလေးမမြင်တော့ပဲဖြစ်သွားတဲ့အချိန်မှာ Shaver ကတတ်ဖို့စဉ်းစားနေတော့ဇန်နီကရောက်လာပြီးတော့ Shaver ကိုပြစ်တတ်လိုက်ပါရီ။အဲဒီနောက်မှာတော့ဇန်နီကစခန်းကိုတရင်ပေးခဲ့ပါရီ။တောင်နေဆက်ကိုတိမ့်ပိုက်ပြီးအန်နီရဲ့အားလုံးကိုဖေရှားလိုက်ပြီလို့ပြောခဲ့ပါရီ။ ေဗနဲ့ဒူရီယာစင်မှုရောဂါလည်းဒဏ်ရာပြင်းပြင်းနဲ့ချက်ချင်းပဲအကူအညီလိုရလို့သတင်းပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့ဒူရီယာစင်မှုရောဂါရဲ့ဇာပနာအခမ်းအနားကိုမြင်ရပါတယ်။စစ်တပ်ကစစ်သားတယောက်အနေနဲ့ဂုံပြုခံခဲ့ရပါတယ်။ဒေးဗကအသက်ရှင်နေသေးပေမဲ့လမ်းမလျှောက်နိုင်တော့ပါဘူး။ဂျက်ကီဟာသူ့ယောက်ျားကတိုင်းပြည်အတွက်ဆောင်ရွက်မှုကိုဂုံပြုတဲ့အနေနဲ့အမေရိကန်အလံကိုလက်ခံခဲ့ပါတယ်။ရောတယောက်တည်းတခါတလေတည်သွားတဲ့သူ့ဘေးရဲ့အလံဟောင်းလဲပြီးခဲ့ပါတယ်။နောက်ဆုံးမှာတော့ဇလန်တစ်ခုဖြစ်ပြောပြနေတဲ့သူကဒေးဖြစ်ပြီးတော့ ဒီစာရန်ကိုရော့ကီရဲ့သားအတွက်ရေးထားတာဖြစ်တယ်ဆိုတာလည်းဖော်ပြခဲ့ပါရီဂျက်ကီကမိမငယ်လေးရဲ့လက်ကိုကင်ထားပြီးမျက်ရည်ကျနေတဲ့အချိန်မှာရော့ကီရဲ့အကြိုက်ဆုံးကြပြားဖြစ်တဲ့စာရန်နောက်ဆုံးအပိုက်ကိုဖတ်နေခဲ့ပါရီအဲ့ဒီနောက်စာကိုသူ့ဖေအလံပေါ်မှာထားလိုက်ပါရီဇလန်းကတော့911မှာစပြီးအတက်ပေးခဲ့ကြတဲ့ဒန်နာရီတပ်သားတွေကိုဂုံပြူခြင်းနဲ့ပဲပြီးဆုံးသွားခဲ့ပါရီခင်ဗျာ